င်္ဂလာပါခင်ဗျခါချင်တဲ့ကနေပြန်လဲကျူစုပါတယ်ဒီနေ့တင်ဆက်မယ့်ဝတ္ထုကတော့စိုက်သူတင်ကားဆိုင်ရေးသားထားတဲ့လက်ရဘလူးဆလန်နဲ့များစွာတဲ့ကမှလက်ရဘလူးနဲ့လက်ကွန်းအေခေပန်းစိုးတိုက်ပွဲဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်တော့ပါမယ် channel ကလေးကို like and subscribe လုပ်ထားပြပါခင်ဗျဘေးနားကလို့ဒီ run လုပ်နေပြထားပါအောင်တကုံမအင်းမွန်ဒရာကိုစင်ပြီးကြမှာအမှန်တိုင်းဖြစ်သေးတဲ့ရှိလီလွေပြောဆိုတိုင်းလို့ရှိတယ်ရွှေဘော်ဒီပါကြောင့်သွားတယ်နန်းတွေရောက်မရောက်နဲ့ဘာသတင်းတွေစုံစမ်းသိရှိလာခဲ့ကြောင်းတော့မေးမရညံပနေဆက်လက်အတိခံသွားမဲ့ဖြစ်ဖြစ်တယ် ဒီကျမမင်းကြီးမင်းကောင်နယ်ထာနဲ့တဝူးချင်းလက်ပလာရှင်ရမှာအရင်နေသွားတယ်လို့ခွင့်ပြုပါဆက်ဆိုင်နေရကရာဇာဒရရဲ့အမိန်တော်ကြောင့်နောက်ထပ်ဆင်းမြေနောက်ကိုပြန်သွားကြသတင်းကြရတယ်လေယာဘလူးလည်းပင်လေရက်ကနေတက်ရွှေ့ခဲ့ပြီးတကုံမှာရံမြင့်ရံနေပြန်တယ်တန်လေးကသမေဘရန်ကရေတော်ချင်းတွေးစီမယ်လို့လင်းလင်းစီပြီးတိုက်လာကြတာကိုပြင်းပြင်းထန်ထန်လုပ်ပြန်လိုက်တော့တန်လေးကိုပြန်ဆုပ်သွားကြတယ်နောက်လိုချင်တို့ပြန်စင်နေကြစီမှာလေယာဘလူးကလည်းအမွန်ဒရာထားတဲ့အနီးမှာအမြင်မှာမိတို့တွေပက်ပက်လေထိုးဆိုင်ထားစီပြီးအုံဆန်ကျုပ်ကိုချင်းနဲ့ဆွလို့မိတို့အားလုံးရစ်ပတ်သွန်းထားစီတယ် အရင်ညာကလာကွညာဖြစ်တယ်အမွန်ဒရာချုပ်ခန်းရှိမှာကမ်မမေးစီမီကွက်တစ်ခွက်သာထွန်းလာတယ်တီတီအောက်မှာလူတစုတပြူနဲ့ဒုပဲ့လာကြပြီးအမွန်ဒရာကိုလမ်းမရတဲ့နေရာရောက်ရက်တန်သွားကြတယ်လူကယ်ဖို့လူတယောက်ပဲလူတယ်လို့ငါမပြောခဲ့ဘူးလားမင်းတို့ကအာယုံလို့ပြင်ကြကြည်ဒါပေမဲ့ငါအသားရေကြီးထွန်းနိုင်ရင်မင်းတို့လည်းစုတ်ခဲ့ဘာမှမလုပ်ချနဲ့ညီမတွေတယောက်ကမသိကြစေနဲ့နည်းနည်းလေးမှအမွန်ဒရာအတောင်ပေါက်လို့ပြပြန်ပြီးလို့ပြောဆိုတော့ငါချားလို့နောက်ပါလေးကခေါင်းဆက်ကြီးပြတယ်။နာစင်တင်းကိုကူသွား၊ထူးတွေဖြီးပြီးလိုက် ။နိုင်နဲ့ငတော်ကမြင်းဆောင်မှာဆော့ကျိုးတဲ့ပြေမှာမြင်းတွေကိုမောင်းပြီးတော့မှဒီကိုစီးလာခဲ့။မြင်းဆောင်နှစီရအရေးအောင်ပြီ။သတိပြုရမှာကငါတို့တဲ့မချမ်းတို့ချက်ချင်းဆုပ်ခဲ့။လက်နဲ့အချက်ပြလိုက်တော့နောက်ပါသုံးဦးတို့ခွဲထွက်သွားကြတယ်။ခြေစုံလူလဲအမွန်ဒရာစီကိုတိုးခဲ့လာတယ်။ဘေဘီဝေရချင်းကြီးတော့အစားလူကဒီတပောင်းကိုဘေးမှာချပြီးငိုင်မိနေတာတွေ့ရတယ်။ဇီမီယာအာမအမွန်ဒရာကလည်းနေရာမမီပြီးအိတ်နေတယ်။သောက်ဖို့ပြတ်ဖို့တူဦးချင်းနဲ့ထိလိုက်တဲ့အခါအမွန်ဒရာကမျက်လုံးပွင့်လာပြီးသူ့ကိုမျက်နှာနဲ့ပြူးကြည့်နေတယ်။အဲဒီနောက်မှာညင်သာစွာထလာလို့ ငါ့ကိုလာခဲ့တာလားမခင်နဲ့မြေအမြန်ထွက်တော့စေရီဒါပဲအမောဒရာငါဝင်လာတာဘယ်သူမှမသိပါဘူးဟိုဘူမေးတော့သူတို့ဂျူရင်ပြင်ထားတာမေးလာတာမသိသေးပြီမယ်လို့အဆောင်ကိုတစ်ချက်လမ်းကြည့်ပြီးទីသွားတာနဲ့ပြန်ထွက်မရတော့ဘူးလို့မင်းကငါရတော့မင်းအမောဒရာမင်းမပါဘဲမသွားနိုင်ဘူးငါနောက်ကတိတိလိုက်ခဲ့အဆောင်သေးရင်နေတော့ငါတို့ဘဘူမင်းမပါဘူးသူတို့ဘယ်တော့မှទីမတော့ကြအမရနာဆုံးပြလဲတဲ့လီတန်ကနင်းငယ်ချင်သွားချင်ဟောက်ကနေမိအောင်တို့လင်းလာတာကိုမျက်လုံးတော့မှမြင်လိုက်ရတယ်။ဒါသာသူတို့လှည့်ကြည့်လိုက်တယ် မိဒီကဂျိုဒန်တောက်လျှောက်သူတို့တွေကိုဝန်းရံလိုက်သူတို့ခုပြီးတခုစလိုက်ထွန်းလင်းလာတယ်ပထမဆုံးလင်းတဲ့မိတို့အောက်မှာဝတ်စုံနေတဲ့လူတို့သူနာမှာလူတွေပြေးပြေးပေါ်လာကြတယ်သူတို့ကဂျိုဂရက်ရှိမှာခွက်လက်ကိုအေးစီစွာနဲ့ရှောက်လန်းလာကြပြီးနောက်လူတို့ကအဆန်းပြေသူကိုချင်းနဲ့ထိုးပြီးတော့မှနိုးလိုက်ပါတယ်ဟေးအောင်တိုင်မောင်းထခွေးမှသာတကယ်အိတ်နေရပဲရုတ်တရက်ဇင်းနေကိုဘက်ကဆင်ဟော်တန်ကြီးကြီးကနေချလိုက်ရတဲ့အတွက်ဝတ်စုံနေပုံမျိုးကသူလူတွေရောက်ဘူးဆင်းနေလွတ်ပြီးတဲ့နေဦးစီးခေါ်ပြီးလက်ကောက်ကြစမ်းခုံးဝင်လာသူကလည်းချက်ကွန်းကားကိုဖြတ်ပြီးအဲမိုတော်ကိုထွက်စီတယ် ဒီနောက်မှာတော့ဒဒူတလက်ကိုသူ့လက်ကိုပြီးပြီးတော့မှငါတို့ဖောက်ထွက်ကြတာပေါ့နင်းနေလာလိမ့်မယ်မော်လုံဆိုလိုက်တယ်အေဂျင်မူတို့အဆောင်ကပြောလိုက်တယ်ဘယ်မြင်မှမလာဘူးမြင်းဆောင်ကိုစောင့်နေတာအတော်ဆုံးလက်ရည်စင်ပြီးတော့နှစ်ယောက်ညီမတယောက်ကမော်လုံပြီးပြီးစစကြီးပြောလိုက်တဲ့အတွက်သူတို့ကအာအာတင်သွားကြတယ်ဝစ်စုံနေဝထားသူကလလောက်ကယ်စသူရဲ့ဘယ်လက်တစ်ပတ်သင်ငယ်လေးတစ်ပြုတ်ကိုကြည့်လို့ဘသူပဲဝါလို့သိပုံရတယ်နောက်တော့ကလက်ကွင်းပြရမယ်လက်ကွင်းကခေါင်းကြီးလို့မင်းကသူတို့ထက်ကြီးရလားငယ်ရလားဒီလိုမျိုးလိုက်ရဘူးကအပြုံးနဲ့ အငယ်ပါလို့ဆိုပြီးမဲ့အမောဒရာကလကွင်းနောက်ကိုကပ်ပြီးအဲ့ဒါကိုမျိုးဆောင်ပုံမူမင်းထင်ရထားလက်ရဘလူးဆိုတော့လက်ဒီကောင်းပဲ။အော်ဘယန်းနဲ့စီဂျင်ထိုးလိုက်ကြတဲ့ကောင်ပေါ့။ဟုတ်ပါ။ကောင်းတယ်ဒီနေ့တရေကောင်းဆိုသူချင်းအစွန်းပြတ်ကြရတော့မှာပေါ့။ဒီကလက်ရဘလူးပါလေ။မင်းကောင်းလွယ်တာနဲ့လက်ချင်းတိုက်ပြီးနောင်တော့အရှုံးပြီးတော့အကြောင်းကြားပြီးပါပြီ။အခုသူနဲ့ရင်မဆိုင်မနေဒီကိုလာလိမ့်မယ်လို့ခံမှန်းရလို့မင်းကြီးမင်းကောင်းလွယ်တာဒီကိုလာနေပါလေ။မကြမီရောက်လာလိမ့်မယ်ထင်ပါရဲ့။လက်ကြီးမှသူကတန်ဆွမ်းလို့ ချုပ်ရှုံးခဲ့ရပြီပဲလေထားခြင်းမှာတော့ဘယ်သူမှမဆိုရှင်းတဲ့နေကြောင့်မင်းကိုအရင်ပြမယ်ပြီးရင်မင်းတို့ဘုံမှုကိုလည်းချုပ်တယောက်တည်းရင်ဆိုင်ပြလိုက်ပါမယ်တတိကတော့ပြောင်းပါပြီဗျာပြီးရင်တော့သူကထားဆွဲထုတ်တယ်ကျွန်တော်ကလည်းသူရဲ့ကောင်းလက်ကုံးအိမ်နဲ့တိုက်ပူးကြည့်လို့အခါခွဲစောင့်နေကြတာကြားပါပြီအနောက်ကလူတွေကိုလက်ကပြခဲ့ပြီးလက်ရပြုရှိထွက်လာတယ်လက်ကုံးကလည်းဓာဝင်လို့တက်လာတယ်မင်းလက်ရုံကိုပြတော့လက်ရပြုကစကုတ်တယ်ခုတ်ပြီးတော့ပြန်ဆုတ်သွားတယ်လက်ကုံးကပြန်ကုတ်ဖို့ရွှေလိုက်ပြီးမှဆုတ်သွားတော့မခုတ်လိုက်ရအဲဒီနောက်တက်လာပြန်တယ်ဓာရကတော့လမ်းလို့လိုက်တယ် ထိုးပြီးတဲ့အခါရုပ်သွားပြန်တယ်။လက်ကိုရဲတစ်ခေါက်ကလက်ရဘလူးထားတဲ့ဒူရာကြောင့်ရှေ့ကိုတက်ပြီးလိုက်ရပါတယ်။အဲဒီကမှလက်ရဘလူးကတက်လာတဲ့လက်ခွေးစီကိုတင်းတူသွားတယ်။မြမတို့ရဲ့ဓာရီကြောင့်ကောင်းကောင်းတည်ထားတဲ့အမော်ထရာကလည်းအော်ဟစ်သတိပေးရတယ်။သူ့ကိုကမ်ခန်နဲ့မြမတွေကကပ်ပြီးထားနဲ့ပွဲဆွဲထကြတယ်။သတိပေးလို့တော့လက်ခွေးကဓာချင်းခန္ဓာတော်ကိုတို့တို့ပလိုက်တယ်။လက်ရဘလူးကလည်းဝေးကလက်လို့ချင်းချင်းပြန်ရုပ်သွားတယ်။လက်ခွေးရှောင်ပြီးခုတ်ပြီးမယ်လည်းမထီအဆုပ်ဦးနေတယ်။အဲဒီလိုဓာနှစ်ချက်သုံးချက်ပိုင်းပြီးရမ်းပြီးတဲ့အခါမှာလက်ခွေးရဲ့အာနေချက်တွေကိုလက်ရဘလူးကမြင်လာတယ်။ လက်ကိုရင်မှာသားငယ်လက်တစ်ဖက်သာအထီးကဖြစ်တယ်အခြားတစ်ဖက်ကအသုံးမဝင်ဒါကြောင့်သူကခါကတရင်ကိုဆွဲပြလိုက်တဲ့အခါအဲမိုရာကရင်းပြီးတော့မျက်နှာပြတ်သွားတယ်တခြားလူအားလုံးကတော့သတိမပြုမိလက်ရဘူးဘာလုပ်မလဲဆိုတာကိုမခံမနိုင်ကြလက်ကိုရင်သူမင်းကိုခုတ်ဆရာပေးလိမ့်မယ်မခုတ်နဲ့ဒုတိယချက်ကိုရှောင်းလန်းအောင်ကြိုးစားပါပြီးမှပြန်ခုတ်တမူအဲမိုရာကဟိုလူကိုသတိပေးနေတာအဲမောင်ကလည်းလည်းအော်သတိပေးတယ်လက်ရဘူးကညာလက်နဲ့ဓားကင်ထားရကတဲ့အိမ်နဲ့ဓားကိုတပြိုင်တည်းဖမ်းပြီးလက်ပြောင်းလိုက်ပါတယ်ဖေးလက်ကိုဓားပြောင်းကင်တယ်ဒါကိုလက်ကိုရင်ကမင်းတတ်နေတယ် အမွန်တော်လည်းမခံမနိုင်ဗေလနဲ့ကင်ထားတဲ့ဓာတ်ကိုတဝဝမြီအောင်အရေးဒီလိုဝေရမ်းနေတာကတကယ်တော့ဓာတ်ရေးမဟုတ်တော့ရေးတာညာလက်ကခါလေးကတော့တပည့်ဆုပ်ခင်ထားတဲ့ဒေအင်းကတော့တဝူးချထားသလိုခက်စစ်စစ်ရင်းတဲ့စောင်းနဲ့ရမ်းနေတဲ့ဓာတ်နဲ့လက်ခွင့်ဘက်ကလည်းဓာတ်ချက်ဒီအဆမပြေထိခဲ့သွားချက်ပြန်လေအဘောကဘီကအောက်ကလာတဲ့မူတာဝိုက်တာပင်တာပတ်ထားချက်တွေကိုရှိုက်ပင်းကလက်ခွင့်ကဓာတ်ကိုလွှဲကလွှဲကခုတ်တယ်ဓာတ်ချက်ပြင်းနေစောင်းနဲ့အထိခဲ့မိကြစေလဲရဘလူးကညာဘက်ကဒေအင်းနဲ့လက်ခွင့်ရဲ့နှထင်းစီကိုဓာတ်ခုတ်သလိုလွှဲခုတ်ချလိုက်တယ် အမန်တော်သူ့ရဲ့ဘယ်လက်ကညာဘက်လောက်ထိကြမှုမရှိအာသုံးရမှာလည်းတိုင်းစားမရှိဒါကြောင့်ခပ်ပြင်းပြင်းရမ်းနေတဲ့တားကိုအထိကတော့လည်းလက်နဲ့လို့လကုန်းရင်ကထင်သွားခြင်းဖြစ်တယ်ဘယ်လက်နဲ့တော့ရမ်းသလိုရမ်းပြီးညာလက်နဲ့ဓာတ်ကောက်သလိုခုတ်လိုက်တဲ့ဓာတ်အင်းကနှစ်ထင်းကိုလင်းမြန်စွာနဲ့ရမ်းမိပါတယ်လကုန်းရင်လည်းထူပူသွားပြီးတော့မှအနောက်ကိုခုံဆုပ်တယ်အနေငယ်လေးမူးဝီသွားတယ်သူ့လက်ဝဲမျက်လုံးကပိုရင်းနဲ့ထက်မြင်နေရတယ်ခလလက်စီကစီမောင်းတန်လေးနဲ့တူလွတ်နေတဲ့အစင်းတွေကသူ့ဘက်စီကိုမရောက်မီပြန်လှည့်သွားကြတယ်စင်းတွေကိုမောင်းသွားကြတဲ့နေချားရတယ်အဲဒီမှာမီးတို့ကိုင်း ရွေးချယ်ကဘဝပေါင်းလူပြိုသားတွေရှိပြီးရောက်လာကြပြီးကြီးမားမဲမောင်တဲ့ဆန္ဒကြီးတကောင်ထက်ရွေရွေတဲ့လူလိမ္မာတို့ကိုမြင်တွေ့ကြရပါတယ်။လက်ရဘလူးကဆက်တက်ကထင်းဒီမိုးထားတဲ့မင်းသားကိုအယိုးစီပြုချိန်မှာတော့မင်းသားကလှမ်းပြောတယ်။လက်ခွင့်ရောက်နေပလားဟိနောက်ဆုံးကြစမ်း။မာသူနဲ့လက်ရည်ဆက်မယ်။မာပွဲကိုမဖြတ်ကြနဲ့။ပြပြဆူဆူရွှေသားဆွဲထုတ်ပြီးစင်ဘောကခုံဆင်းလာတဲ့အတွက်လက်ရဘလူးကဘုံကြီးသည့်အရှင်သားနဲ့တန်တီပွဲမဟုတ်ဂျုံချင်းသာတိုက်ရမည်ဖြစ်သောကြောင့်ကျွန်တော်တိုက်ပါသည်အရှင်ပွဲကိုဖြတ်သည်မဟုတ် နာမည်ကျော်တိုက်စင်ကြီးငချေခံရှီလျာကောညိုနေတဲ့အစွေရဲကြားမှာဝင်ကြွားစွာနဲ့ယက်နေတဲ့မိငယ်ကျော်စွာလေးခဏတွေးဝီသွားတယ်။အဲ့ဒီချိန်မှာမုံကြနေတဲ့ဂျိုးကြကန်ဆိုတဲ့စင်ကြီးကိုအပြင်းအမြေဝင်လာတဲ့လူသားကြီးတို့ရဲ့ဆင်ဦးကြီးကချုံးမနေတော့ဘယ်နဲ့တပ်ပွဲတွင်းကိုဆင်းနေဝင်လာတယ်။မိငယ်ကျော်စွာရဲ့ထိန်းတော်ကုန်းလေစီနန္ဒသူရိယာကလည်းစင်တော်ငချေခံကိုဦးလေးလို့ရှီလိုစီကလည်းရတယ်။မနက်တော်ချုံးကြပိုင်းတာကြောင့်ဘသူ့ကမှမထီးခံမိ။စင်ကြီးကောင်ဘုံကလေးဆောင်းပြီးတန်းကခြေလောင်ပြီးတော့မှအနည်းတစ်ပွဲမှဖုံထားလို့မြင်ခွင့်ရမရှိတော့ဒီအချင်းတွေကိုခွင့်ရောက်ယူပြီးအမော်တော်ကလည်းခွင့်ရကိုလက်ဆွဲပြေးတယ်။လက်ရဘလို့မြင်လို့ ဒီကြီးတို့လည်းပြန်လဲတော့လည်းကိုရင်ချဲခါလိုက်တယ်။မောင်မင်းဘာကြောင့်ဆင်းနေအပြေးဝင်လာတယ်လဲ။ကျွန်တော်မျိုးဆင်းနေမြတ်ချားသဖြင့်တိုင်နေကြပြီးအထင်ကြောင်ချုံပွင့်လေးဝင်လာမိကြောင်းမှာမတူလို့လုံးလိုက်ရင်ဇူကြီးတာပဲ။လူသားကြီးလည်းစင်ပေါ်ပြက်ကနေခုန်ချလို့မင်းသားကဥညွတ်တယ်။လက်ခွေးဝင်မလို့ဆင်းနေပုံမူအမော်ဒရာပြေးလို့ကပြေးပါစေ။လက်ခွေးဝင်ငါစီယူရက်။အဲ့ဒီချိန်မှာလက်ရဘလူးကတော့မိတို့တို့ချောင်းကိုင်ပြီးမြင်းနဲ့လိုက်နေပြီ။တပ်ပြားစီမှာတက်ခဲတန်နေကြရတယ်။မတူရင်တို့ကလည်းအတန်ကြားကိုပြေးကြတော့ တွေ့လိုက်ရတာကတော့မော်တော်ကြီးတစ်တက်ကသူတို့စီကိုအလင်းငယ်ဝင်လာခြင်းဖြစ်ပါတယ်။တက်ကြီးရဲ့ရှိမှသမီးဘရန်ကဘကမဲ့စင်ကြီးကိုစီးလို့မော်မဲတမတ်တို့ဥပါကောင်းကမြင်းမြူတစည်းနဲ့ဘုကံဘဝပေါင်းထားကသူတို့နောက်မှာတော့ရွှေမောက်တို့လုံကြီးတွေဝတ်ဆင်ကြတဲ့စင်ကြီးဘုံများစွာခြံထားတဲ့ရွှေကရွှေပကန်းနဲ့စင်ကြီးကိုမြင်ရတယ်လို့ဆရာစတရီကိုယ်တိုင်ရောက်လာကြအောင်ခမန်းမိတယ်။မှန်ပါလေအမောရာကိုကယ်ဆယ်ဖို့လက်ကွင်းကိုဆီလို့ပြီးကမှရာဇမနုမပိုင်းဆရာတို့ကလက်ရလို့တက်ဆိုဒီတိုင်းမလို့တင်ကြ။ အခုတော့ကဲမရင်တရေမြတ်ထမန်းဆေးလုံးဆောင်းရှောက်စေးတဲ့ကြောင့်ဆွေကြီးရှောက်တယ်လာတော့သူရှင်ကိုယ်တိုင်ဆေးလက်မချဖြစ်လာပြီးအကျူလိုက်လာချင်းဖြစ်တယ်။သူတို့ရှင်မမင်းရဲ့ကြော်စွဲတက်ကတရေမြတ်နဲ့ရောက်ရှိလာကြကြ။အဲ့ဒီတော့မတစတဲ့ဆိုလိုဘောစုံကြုံပုံမှုမင်းကောင်းတွေထားကလေးရောက်လာပြီးဆင်းတဲ့ပြင်ဝင်သွားကြောင်းကြားသိရတဲ့အတွက်ရန်စတွေကအမတ်ဒီနဲ့သမိန်ပြပြဆာတို့ဆင်းတဲ့နှစ်က်ကိုဘေးနှစ်ဘက်ကဝင်စီပြီးတော့သူကလေချောင်းကတိုက်ခိုက်လာတယ်။လက်ရဘလူးလူးကလည်းရန်လူဘင်းကိုယ်တိုင်ချီလာသည်ဖြစ်လို့တမ်းမပေါက်ကွဲစီဖို့ခွဲပြန့်ကားထားလိုက်ကြတယ်။ ခြေထက်နဲ့ဒူးလာလာကိုခံနိုင်စေဖို့ထက်ရှိကိုထွက်ပြီးတော့မှမြေကစားရင်နောက်ဆက်နေကြတယ်။အဲဒီကမှဥပကောင်နဲ့လက်ရဘလူးတွေရဲ့ဆိုင်တွေ့မိကြတယ်။ဥပကောင်ကလမ်းရှိကိုကြောဝယ်ကတ်လိုက်တော့လက်ရဘလူးကလည်းပပွားတဲ့မူးနဲ့ရွှေလန်ဆွဲလိုက်ပါတယ်။တမီပြန်စားတဲ့ပြင်းတဲ့နဲ့ဒူးစစ်ဖို့တော့မင်းရဲ့ကျော်စွန်နဲ့ပါလာကြတဲ့ကုစနာကလေးကြီးတော်ညူစလင်းတော်တာတို့စစ်သူကြီးတို့ကစင်နေဝတင်းကိုကပူပြီးတော့ပြန်လဲရောက်ရှိလာပြီးတုံ့ပြန်ထုတ်ပေါက်တိုက်စစ်ဆင်နေကြပြီ။မုံပုံမှုပဲကျော်နဲ့မြေတို့မင်းရဲ့တတ်တော်ဆောင်လက်ဝဲကုံမဲတို့တွေမျက်စိချင်းတိုက်လို့ရာဇာတော်ရက ရှင်တော်ငရဲနဲ့လက်ရဘလူကိုတိုက်မပြပြီးမှဓာတွင်းကထွက်လာတဲ့ဥမောစောဘကိုမြင်ပြီးတန့်နေတယ်။ရခင်ကအဝပြင်းနဲ့စင်ချင်းတိုက်ကြရမှာဥမောစောဘလိုက်ထိုးသည်ဖြင့်ဆုတ်ပြေးခဲ့ရတာကိုမမေ့သေးဘူး။ဒင်းကိုခံနိုင်ခဲ့တဲ့ပြက်စားလည်းအခုမရောက်နိုင်ဘူး။အာကိုရစေဖို့ဆင်စည်းကောင်းတဲ့အမတ်တွေကိုရှာတယ်။အဝေးဒီနေရာမှာမင်းကောင်တော်ရတာနဲ့စင်ချင်းဝင်နေကြောင်းမြင်ရတယ်။တမင်ပြန်ကတမင်ရွှေတိရဲ့ဂျွန်ရင်နေရကျော်သူနဲ့တိုက်ခိုက်နေပြီးတော့မှအေကန်ကောင်နဲ့မတော်နှုတ်ဦးကလည်းလက်ရဘလူရဲ့သွေးတော်နှစ်ယောက်ကနောက်ဆက်နေလို့ရှင်းမတတ်နိုင်ရ။ မင်းကြီးအဝနိုင်ငံကအပြေးစားလဲရပြန်ချီကိုလည်းယုံကြည်မှမရှင်းနိုင်တဆုတ်တဆုတ်နေရတယ်အာကာရှီတော်နဲ့ငကြင်ကြီးတို့ကလည်းမြည်ကစားနေကြတယ်ချာစွန်နဲ့တမဲစီတို့ကပညာကိုလည်းယုံနှလုံးမှာတူးမြနေကြတယ်သူရှေ့စီပြေးလာတဲ့အမွန်ဒရာကိုလည်းစကိုင်းသားငါတပြားကမရောက်တော့ဟန်တားထားတယ်၎င်းရင်ကသူနဲ့လည်းအတူမြားတဲ့ငုံညင်းတို့နဲ့အပတ်ချင်းတွေ့နေကြတာကိုအင်းဝါတို့မင်းပြားကပြုံးမိကြည့်တယ်ရှာစားတဲ့ညညီကိုသုံးဦးဘုရင်တော်ရဲ့သားတို့ဇေယတိဟာတို့ကတော့ရာဇာထရစ်စစ်ဘူးတောင်းလာတဲ့ရခိုင်ပြည်မင်းပါကြီးမင်းဖလောင်းတို့ရဲ့တပ်တွေကိုစီချူဟန်တားကြတယ် ။ရမဲသင်းစားတိလဲဝါနဲ့မေယံမကန်းတို့လည်းပြင်းနေဆုံးနဲ့တိုက်ပွဲဖြစ်နေကြပြီ။မြင်းမြန်မာမိမိတွေသူရဲကောင်းဘုံမှုတွေထက်မြန်မာလူပတ်ကနာမည်ကျော်စစ်သည်ရဲ့ဘုံမှုတွေကသုံးစားမကများနေတယ်။အာယုရီယာတီကြည်တော်ကြတဲ့တောင်ကူတာတပင်ရွှေတီနဲ့ချော်တင်နယ်ထားတို့ညီကိုမရောက်ကြသေး။တဝဲကိုထိပါလာတဲ့ယူရီယာတို့ကိုနှင်းနှင်းမှုသွားကြတဲ့ချော်ချလာတဲ့ပကန်သားသူရဲကောင်းတွေပြန်မလာသေးဘူး။ညောင်အုပ်လာငတိငယ်တို့လိုအမှုတော်ဝတ်သက်ဆုံးတဲ့အိုးဆွေးဆံပြီးထန်းတက်သူတွေပဲမြင်သေး။ကျော်စွာတရားသူစောကျွန်းတို့စကိုင်းပင်ရစာတွေကြွချင်မလာကြသေးဘူး။ နေရကျော်စွာကတော့ဘာကြီးတို့ရောက်နေပြီဆိုတဲ့သတင်းကြားတာနဲ့မျိုးလုံးတွေပြောင်းလဲလာပြီးမှမချစ်ကိုင်းကိုပင်ခြေထီးလာတယ်လို့စင်မစည်းပြီးအလင်းစလိုရောက်လာတော့တယ်မင်းသားတက်ကျော်မှာဆိုလို့ငကောင်ငနောင်ငစီစင်စားတဲ့ဘုံမှုတွေကရှေ့ကိုထွက်ပြီးလမ်းရှင်းကဆောင်းဆောင်နေကြတယ်ဆက်စည်းကောင်းလဲပညာကျန်တော့မြင်းစီမှာတစ်ပတ်ခန့်ခတ်တေတို့ချောချားတဲ့ဒုတိယမင်းကောင်သူကလည်းစင်တစည်းချင်းမြင်းတစည်းချင်းနဲ့ပဲရင်သူတက်ကိုထိုးပေါက်သွားတယ်ဒီအကိုင်မှာဥပေါင်းကြားနဲ့မြင်းကြားစီရဲ့ဘို့တို့ကငုံလို့အားထားတဲ့စစ်တတိလေးဦးကိုမြတ်ခေါ်ထုတ်သွားတယ် နန္ဒာရီပြည့်ရှင်ရာဇာတုရကရခင်ကမိမိတို့မှာသူရဲကောင်းပေါများလာတယ်လို့အထင်ရှိခဲ့ပြီးအခုလိုနှစ်ဘူးတွေဒူးတွေဂျုံဝါမှာမြမာတို့ဘက်မှာသူရဲကောင်းနေမိမိတို့နောင်ရှိနေကြောင်းသတိပြုမိလာတယ်အရေးနဲ့မြတ်ပါဇာလောက်ပြားကလည်းတိစ္ဆာပေါက်ခဲ့တော့တအားကျော်သွားတယ်လို့လာဖြားရဲ့သားတွေကြောင့်ပိုးပြီးဆစ်ရှုပ်ခဲ့ရတယ်လာဖြားရဲ့သားကြီးနှစ်ဦးကမြမာဘက်ခုံဝင်သွားကြလို့ပြည်စားလိုက်ရပြန်ချင်းနဲ့ဆလင်းစားနယ်ထားဆိုတဲ့ပွဲမိကြီးနဲ့ကြော်ချနေတယ်မတင်ရှားတဲ့သားတော်ဘာဖြစ်သူပြင်းရွက်တည်ပြီးရှင်ပြင်းပြတဲ့မိမိနဲ့စီရင်ထိုးဝင်နေသေးတယ်မိမိရဲ့သားတော်ဗညာတလားဗညာပသိတို့ကတော့ ဒလနဲ့ပတင်းကိုတက်ခဲ့တဲ့နီးတူမင်းရဲ့ကျော်စွာတက်ခဲ့လာတဲ့ပြီးတဆုတ်တဲ့ဆုတ်လေးရပြီ။ဘာကြီးတော့ငါလာပြီးမပြေးနဲ့။တဝူအသက်ကုန်သီးသည့်စင်စည်းချင်းတက်ချမိ။မင်းရဲ့ကျော်စွာစင်တက်ကဟစ်လာပြီ။ရာဇာဒရိတ်ကလည်းတမကြီးကိုဆူယုံစီပြီးစင်ချေပုံးတက်တဲ့မျက်စိသေးရဲ့အမြောက်များနေရင်ဆိုင်ရတော့တယ်။မင်းရဲ့ကျော်စွာကမုန်ရင်ရှင်မူပြေရှင်စားတဲ့မုန်လေရွှေလံကန်ရှမ်းတက်တွေကိုရှိတင်ပြီးစင်မဲကြီးတွေနဲ့အပြေးနေလာခဲ့ပြီ။သူရဲ့ဆက်စင်ကြီးငချေကန်ကလည်းကြိုးကြတတ်မိလို့မြင်မြင်မြဝေးလိုက်ဖို့အစွဲကြီးတကားကခါရက်လာတယ်။ လာမင်းရကြီးလေးချွာချီလာပြီတကောင်းကစစ်ကူလေးလေးချောက်လာပါပြီသူတို့စင်တိန်ကံရစာငေတို့တက်တီဆိုင်ရောက်ပြီအမှုတော်ကိုထိုင်ရတဲ့ချိုင်းတုံစောပွားငေတန်ဝီစောပွားဘိုးကောင်စောပွားကတဲ့စောပွားတို့ဆင့်ခေါ်ထားတဲ့အတိုင်းရွှေဆက်တော်အကူရောက်ရှိပါကြောင်းဒါငူဘင်းကံမင်းကြီးညိုသူတို့မင်းစောတို့ရှိတော်ကိုဦးတိုင်ရောက်ရှိလာကြောင်းပါအရေးလေးမြေသားကတန်နေကြတော့အမတ်ကြီးပြတပိုက်နာမောင်မျိုးစားမချိုင်းတို့ကရာဇာတွေမျက်နှာကိုလှမ်းကြည့်တယ်အဲဒီကမင်းကစီကရှောက်တင်တယ်ရန်သူတို့အင်အားကြီးလာပါတယ်ထီဆောင်မျိုးကိုသူများကြွချီလာတဲ့နီး အားလုံးစုဝေးလာတာကြောင့်ကျွန်တော်တို့ကသမုဒ္ဒရာလေးကလင်းငယ်လို့ရှိချိန်ပဲ၎င်းရဲ့တဲ့ရဲ့အမတ်များကိုအပါခေါ်ယူခေါ်တော်မူရင်တင်ပါတယ်။နာစီယာဆိုတော့ရငါခွာရတယ်။မင်းသားတငယ်များကိုရင်မဆိုင်လို့လို့မဟုတ်။နောက်စင်ဒီစီရှင်တွေ့ချင်အန်လို့ဆိုပြီးစင်ဒီမင်းဒီဂျီဒီအားလုံးချက်ချင်းတက်ရုံဆုပ်ခွာချဖို့အမင်ပြီးတော့တယ်။အလောင်းမင်းတရားကြီးနဲ့ဒီပြူဆောင်မင်းပရင်နေဆော်ဘာဆော်ကန်ဒီအနောက်မှာချင်ရခဲ့ပြီးမဲ့မင်းရဲ့ကြော်စွာကတော့တက်နေရာစာရင်းနောက်ဝင်လိုက်သွားတယ်။အဲဒီကလက်ရဘလူးနဲ့ဘလူးတတားတွေကလည်းမနေတာပဲနဲ့မြင်းတီတအုပ်တနက်တနက် ငင်းကြီးဆက်သူရဲတွေကိုခေါ်ပြီးတော့မှမင်းသားနောက်ကိုလိုက်ကြရလို့တယ်ဒီနေ့တင်ဆက်တဲ့ဝတ္ထုကတော့ဇာယိတတေကရဲ့ဇာရေးသားထားတဲ့လေယာဘလူးဇလန်တွေများစွာတဲကမှာလေယာဘလူးနဲ့လကုံးအိခေပေါင်းဆိုတဲ့ဝဲဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးခဲ့တာပါကျွန်တော်တို့ရဲ့ channel ကိုလည်းလက်ခံ subscribe လုပ်ထားပြီးပါဦးဒီနေ့က notification လေးပေးထားပါဦးဗျာဒါစီပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်